မင်္ဂလာပါရှင်ဒီနေ့ကျမ Crime News Recap အတစ်လုပ်မယ်ဆိုပြီးတော့တည်င်းတွေကိုလိုက်ဖတ်တဲ့အခါမှာတည်င်းတစ်ခုဖတ်လိုက်ရလို့ကျမရင်ထဲမှာတော်တော်ကိုရင်ဆို့သွားတယ်အမှန်ကဒီတည်င်းအကြောင်းကိုကျမ Crime News Recap မလုပ်ချင်ဘူးဒါပေမဲ့တချို့ကလေးငယ်တွေရှိတယ်မိဘတွေကတီးချင်ကြမယ်လို့ထင်လို့အတူချုပ်လေးလာပြောပြတာပါတူတူလေးပြောဖြစ်မှာပါ ဒီစိတ်မကောင်းစရာထိတ်လန့်စရာအဖြစ်ပြက်ကတော့ American နိုင်ငံ Ohio ပြည်နယ်က Cleveland Division မှာ9နှစ်အရွယ်ယောက်ျားကလေးနဲ့10နှစ်အရွယ်မိန်းကလေးတယောက်က9နှစ်အရွယ်တမီလေးတယောက်ကိုကွင်းထဲကိုခေါ်သွားပြီးတော့အတ္တမပြုခြင်းရန်ကြံစီအားထုတ်မှုတပ်ပြင်းရန်ကြံစီအားထုတ်မှု ပြင်းထန်စွာနာကျင်စေမှုပြန်ပေးဆွဲမှုနဲ့လေပင်းညစ်တက်ရန်ကြံစီအားထုတ်မှုတို့အတွက်ဖန်စီအရေးယူထားတယ်ဆိုတဲ့တည်င်းတစ်ခုကိုဖတ်လိုက်ရပါတယ်တကယ့်ကိုမယုံနိုင်စရာခလေးလေးတွေကဒီလိုမျိုးလုံနိုင်တယ်ဆိုတဲ့တည်င်းပေါ့နော်ကျွန်မရန်အောသွားခဲ့တယ်ဒီအဖြစ်ပြက်ကလွန်ခဲ့တဲ့လ2025ခုနှစ်စက်တင်ဘာလ23ရက်နေ့မှာ Cleveland က East 148th Street နဲ့ St. Clair Avenue လမ်းမှာဖြစ်ပျက်ခဲ့တာပါ မီးလေးကိုသူ့အမေကဆေးရုံသွားပြစရာကိစ္စတခုရှိတာမို့လို့ဆွေမျိုးအိမ်တအိမ်မှာခဏသွားထားခဲ့တာပါ။ အမေကသူ့ကိုအဲ့ဒီအိမ်ရှိမှာချထားပြီးရဲ့နောက်ကလေးလေးကအိမ်ရှိတကားဘက်ကိုလမ်းလျှောက်ပြီးတော့သွားလိုက်တယ်။အမေကအဲ့ဒါကိုကြည့်ထားခဲ့ပြီးတော့ကားမောင်းထွက်သွားလိုက်တယ်။အဲ့ဒီနောက်တော့ကလေးကဘေးအချိန်မှာ ကွင်းဘက်ကိုလမ်းလျှောက်ထွက်သွားတယ်လည်းမသိဘူး။သူ့ကလေးကိုသူပြန်ပြီးတော့ရှာတွေ့တဲ့အချိန်မှာကလေးလေးကမမတ်မိနိုင်လောက်အောင်ကိုရရဆက်ဆက်ထူရိုက်နှိပ်စက်ထားပြီးတော့အဲ့လိုတိမ်လူမျိုးပါဖြစ်နေတယ်ဆိုတာကိုတွေ့လိုက်ရတယ်။ အမှုကျွလွန်တဲ့ကလေးနှစ်ယောက်ကဒီကလေးတီးပြီးချန်လို့ပစ်ထားခဲ့ကြတာကလေးကိုပြန်ရတဲ့အချိန်မှာကလေးကိုဘောကတန်ရတန်ချက်တရားကျမဒီမှာပြောမပြချင်လောက်အောင်ပဲဆိုးရွားတယ်ဆေးရုံမှာရက်တွေကြာကြီးတင်ထားပြီးတော့အကူရတယ်ကလေးလေးကဒီဆေးရုံမှာပေါ့နော်တတိပြန်ပြီးတော့လေးလာတာနဲ့တကယ်ပဲကြောက်လန့်တကြားနဲ့သူတို့ကသမီးကိုတတ်တယ်သူတို့ကသမီးကိုတတ်တယ်အဲ့လိုမျိုးပဲကြောက်လန့်တကြားထပြီးတော့អော်တယ်တဲ့ မုခင်းတည်တင်းကိုအမေးစိတ်ဝင်စားလို့ဖတ်ရှုလေ့လာတဲ့သူတယောက်အနေနဲ့ပေါ့နော်ကလေးတွေကလည်းမုခင်းကျွလွန်နိုင်တယ်ဆိုတာကိုကျွန်မနားလေပါတယ်ဒါပေမဲ့ဒီကလေးနှစ်ယောက်ကျွလွန်တဲ့အမှုပုံစံမျိုးကတော့တကယ်ပြန်ပြောပြစရာပါဇက်မရှိတော့တလို့ကိုခံစားရတယ်ဒီလောက်ငငယ်လေးပဲရှိသေးတဲ့ကလေးလေးတွေကဘာဖြစ်လို့လူကြီးတယောက်တောင်အလွယ်တကူမကျွလွန်ရေးတဲ့အမှုကိုရရက်ဆက်ဆက်ကျွလွန်ရေးရတာလဲဆိုတာကိုနားမလည်ဘူးနောက်တစ်ချက် အဲ့ဒီမူခင်ကျွလွန်နဲ့ကလေးနှယောက်မိန်းကလေးနဲ့ယောက်ျားလေးနှယောက်ကဘာတော်တယ်လဲပေါ့မောင်နှမတွေလားတငေချင်းတွေလား သူတို့မိဘတွေကသူတို့ကိုဘယ်လိုမျိုးထိန်းចောင်းជួយမွေးပြုစုခဲ့တယ်လဲစိတ်ပညာရှူတောင်းကနေဘယ်လိုမျိုးစိတ်ဝင်စားစရာတွေအချက်တွေရှိနေမလဲဆိုတော့မိခွန်းတွေကျွန်မစီမှာအများကြီးထွက်လာခဲ့ပေမဲ့ဒီမှုခင်းကိုတော့ဆက်လေ့လာဖို့အားမရှိတော့လို့ကျွန်မလိုက်ရှာပြီးတော့မဖတ်ချင်တော့ပါဘူးအိုဟိုင်းယိုပြည်နယ်ကမူခင်းကျူးလွန်သူတွေကိုပြစ်ဒဏ်ချမှတ်ဖို့အတွက်အနိုင်ဆုံးရှိရမယ့်အသက်အရွယ်ကန့်သက်ချက်ကမရှိဘူးတဲ့ဒါပေမဲ့အခုဆေးနှစ်အောက်ကလေးနှစ်ယောက်ကအသက်၅နှစ်အရွယ်မိန်းကလေးကိုမဒိန်ချင်တ တပ်ဖြတ်ဖို့ကြိုးစားခဲ့တာမို့လို့ဒီအမှုကအရန်ကို sensitive ဖြစ်ပြီးတော့ရှုပ်ထွေးတယ်။သူတို့ဘလို့မျိုးကင်တွယ်နေတယ်လဲဆိုတာမသိရဘူးပေါ့နော်။ကျွလွန်တဲ့သူတွေကလည်းခလေးတွေပဲဆိုတော့သူတို့နဲ့ပတ်သက်တဲ့တည်င်းအချက်လက်တွေအားလုံးကိုထိန်းသိမ်းထားတယ်။အပြင်ပေါ့မီဒီယာကိုလုံးဝမထုတ်ပြန်ဘူး။ခံရတဲ့သမီးလေးရဲ့အမေကတော့ဒီကိစ္စကိုတရားမျှတမှုရတဲ့အထိစူးစမ်းသွားမယ်လို့ပြောတယ်။ကလေးနှစ်ယောက် နှိမ့်ဆက်တာကိုရရဆက်ဆက်ခံစားခဲ့ရတဲ့တမီလေးနဲ့သူတို့အမိတရားမျှတမှုကိုအမြန်ဆုံးရရှိပြီးတော့ဒီအဖြစ်ပြက်ကြောင့်ရလာတဲ့စိတ်တန်ရာကိုကောင်းကောင်းကုစားနိုင်ပြီးတော့ဘဝကိုကောင်းမွန်စွာဆက်လျှောက်လမ်းနိုင်ပါစေလို့ကျွန်မဆုတောင်းပေးပါတယ်ဒီလိုမျိုး case ကအလွန်အလွန်ရှားပါပြီးတော့ဖြစ်ခဲ့တယ်ဆိုပေမဲ့ကျွန်တော်တို့မိဘတွေကကိုသားသမီးတွေရဲ့လုံခြုံရေးကိုတေချာဂရုစိုက်ပေးဖို့လိုတယ်ဆိုတာဒီကိစ္စကမြေမောင်းထိုးပြနေသလိုကိုသားသမီးတွေက သူတဘာကိုစာနာတနာတက်ပြီးတော့ကောင်းမွန်တဲ့စိတ်ဓာတ်အကျင့်စရိုက်တွေနဲ့ကြည်ပြင်းလာဖို့ကလည်းလက်ဦးစရာဖြစ်တဲ့ကျမတို့မိဘတွေမှာအထူးတောင်းဝန်ရှိတယ်ဆိုတာကိုဒီအမှုကထပ်လောင်းပြီးတော့မိမောင်းထိုးပြနေပါတယ်။ပြီးတော့ကိုသားသမီးရဲ့အပြုအမူအပြောင်းအလဲနဲ့သူတို့ရဲ့စိတ်ဝင်စားမှုတွေစူးစမ်းလိုမှုတွေကိုလည်းမိဘတွေကအနည်းနဲ့အများတော့ တည်ထားတဲ့နယ်လို့ကျွန်မထင်တယ်။မိဘတွေနဲ့သားသမီးချားမှာပွင့်လင်းတဲ့ဆက်ဆံရေးကိုတည်ဆောက်ထားဖို့လိုပြီးတော့ကလေးတွေကလည်းသူတို့ရဲ့ခံစားချက်တွေသူတို့ရဲ့စူးစမ်းခြင်းနဲ့ဟာတည်ချင်တဲ့ဟာတွေကိုမိဘကိုပွန့်ပွန့်လင်းလင်းပြောဆိုတိုင်ပင်နိုင်တဲ့မေးမြန်းနိုင်တဲ့ပတ်ဝန်းကျင်ဖြစ်အောင်လည်းဂရုစိုက်ရမယ်လို့ထင်ပါတယ်။ဒီ case မှာကဒီကလေးတွေက ဘာကြောင့်ဒီအမှုကိုကျွလွန်နေဘေးအရာတွေကသူတို့ကိုဒီလိုကျွလွန်အောင်တွန်းအားဖြစ်စေတယ်ဆိုတော့နောက်ခံအကြောင်းတရားတွေကို မသိရသေးပါဘူး။ဒါပေမဲ့အနည်းနဲ့အများတော့မိဘတွေရဲ့နေထိုင်ပုံကလေးတွေကိုတွန်တင်ပုံကျွေးမွေးပြုစုစောင့်ရှောက်ပုံနဲ့ဆက်ဆက်နေလိမ့်မယ်လို့ကျွန်မထင်ပါတယ်။ဒီအိုဟိုင်းယိုပြည်နယ်တရားရုံးကဒီအမှုကိုဘယ်လိုစီရင်မလဲဆိုတာကိုစောင့်ကြည့်ပြီးတော့စီရင်ချက်ကိုသိရရင်မိတ်ဆွေတို့ကိုလည်းပြန်လာပြီးတော့ပြောပြမယ်နော်။ ဒီမူခင်ကြောင့်စိတ်အနှောက်အယှက်ဖြစ်သွားတယ်ဆိုရင်အားနာပါတယ်လို့ကျေးဇူးများတင်ပါတယ်။